တန်ချိန်ပေါင်း6000ကျော်လေးလံနဲ့ဒီပိရမစ်ကြီးကိုဘလို့များတိဆောက်ခဲ့ကြတာလဲ။ငလေးတို့နေထိုင်ရာကဘာကြီးမှာလေပတ်လို့ကောင်းတဲ့အထင်ကရနေရာတွေများစွာရှိလို့နေပါတယ်။ဒီလိုအပန်းဖြေခြင်းလိုပဲဖြစ်ဖြစ်လေးလာရေးအရာပဲဖြစ်ဖြစ်ခီးထွက်ကြတဲ့အခါမှာထူးခြားပြီးတော့အံ့ဩဖွယ်ကောင်းတဲ့နေရာဒေသတွေကိုလေပတ်တကြပါရယ်။အဲ့ဒီလိုလေပတ်သွားလာလို့ကောင်းတဲ့နေရာတွေထဲကမှစိတ်ငူစားစရာအကြောင်းအရာတွေနဲ့ပြည့်နှက်နေတဲ့အီဂျစ်နိုင်ငံရဲ့ဂီဇာကုန်းမြစ်ပေါ်ကပိရမစ်ကြီးတွေကိုစိတ်ဝင်စားကြလား။ ဒီပိရမစ်ကြီးတွေကိုစတင်တိဆောက်ခဲ့ကြတဲ့ BC 2600ဝန်းကျင်ကစလို့တဘာဝအန်ဒီရဲ့ဘေးဒဏ်တွေကိုနှစ်ပေါင်း4000ကျော်ကြာအောင်ကြန့်ကြန့်ခံနိုင်ခဲ့တဲ့အီဂျစ်နိုင်ငံကဒီပိရမစ်ကြီးတွေကိုဘလို့နီလန်းတွေနဲ့တိဆောက်ခဲ့ကြတာလဲပြီးတော့ဘလို့လှုပ်ဝက်ချက်တွေရှိနေမလဲဆိုတာကိုဒီတစ်ပတ်ရဲ့ပန်ဒိုရာဘောက်အစီအစဉ်လေးမှာစိတ်ဝင်စားဖို့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ရှီယောင်းယဉ်ကျေးမှုအဆောက်အုံတွေဖြစ်ကြတဲ့ဒီပိရမစ်တွေကိုစတင်တိဆောက်ခဲ့တာဟာအီဂျစ်ဘုရင်ဖာရိုကူဖူရဲ့တင်းကျိုင်းကူပဲဖြစ်ပါတယ်။ဖာရိုဆိုတာရှီခိအီဂျစ်ဘုရင်ကိုအဓိပ္ပာယ်ရပြီးတော့ဖာရိုကူဖူဟာအီဂျစ်နိုင်ငံရဲ့စတုထမြောက်ဘုရင်မင်းဆက်တဦးလည်းဖြစ်ပါတယ်။သူဟာပိရမစ်တွေကိုစတင်ဆောက်လုပ်ခဲ့တဲ့သူဖြစ်ပြီးတော့ဂီဇာရဲ့ပိရမစ်ကြီးကိုဆောက်လုပ်ခဲ့တဲ့သူဆိုလို့ရှိရင်လည်းမမပါဘူး။ ဂီဇာရဲ့ဒီပိရမစ်ကြီးဟာအမြင့်မီတာ146မီတာအထိမြင့်မားပြီးတော့ BC 2560လောက်ကနေစတင်တည်ဆောက်ခဲ့တာလို့လည်းသမိုင်းမှတ်တမ်းတွေအရသိရပါဗျ။အလေးချိန်အားဖြင့်တန်ချိန်6000ကျော်ရှိတဲ့ဒီပိရမစ်ကြီးကိုနီးပညာတွေမထုံးကားသေးခင်လွန်ခဲ့တဲ့နှစ်ပေါင်း4000ခန်းလောက်ကဆောက်လုပ်ခဲ့တာလို့လည်းသိရပါဗျ။ဒီလိုပိရမစ်ကြီးကိုဆောက်လုပ်ဖို့အတွက်တတန်ခွဲကနေတန်ချိန်ပေါင်း80အထိလေးလံတဲ့ကြောက်တုံးကြီးတွေကိုအမြင့်တင်တဲ့နေရာမှာအစ်ချင်းဆောက်လုပ်ရေးပညာရှင်တွေကဘလုံများပြုလုပ်ခဲ့ကြတာလေ။ ရေအားကိုအသုံးပြုကြတယ်အတန်လိုက်တုံ့ခါမှုကိုအသုံးပြုကြတယ်ကရိန်းနေနဲ့ဆွဲတင်ခဲ့ကြတယ်ဆိုပြီးတော့ဗစက်ပြောရာဇဝင်နဲ့အမျိုးမျိုးရှိခဲ့ကြပေမဲ့လည်းဘယ်အရာကအမှန်လဲဆိုတာကိုတိဆောက်ခဲ့တဲ့ပညာရှင်တွေကလဲပြီးတော့ဘယ်သူမှနှံ့နှံ့ဆက်ဆက်မသိခဲ့ကြပါဘူးဒီလိုမျိုးကြီးမားလို့နဲ့ပိရမစ်တွေကိုတိဆောက်ကြတဲ့အခါမှာစောက်လုတ်သူပေါင်းသသိန်းကျော်နဲ့နှစ်ပေါင်း20ကျော်ကြာအောင်အချိန်ပေးပြီးတော့တိဆောက်ခဲ့ရတယ်လို့လည်းမှတ်တမ်းတွေရှိခဲ့ကြပါဗျာ။ လိုင်းစတုန်းလောက်ခေါ်တဲ့ထုံးကြောက်တုံးပေါင်းနှစ်တန်းကျော်နဲ့တိစောက်ခဲ့ကြတာဖြစ်ပြီးတော့အတွင်းပလန်းကိုအရင်အထိုင်ချပြီးမှအပြင်ပိုင်းတွေကိုထပ်ပြီးမိုးမှန်ကြတာလို့တိစောက်ပုံတွေနဲ့ပတ်သက်ပြီးအထင်မြင်အမျိုးမျိုးကွဲပြားနေကြပါတယ်။ဒီပိရမစ်ကြီးတွေရဲ့အထဲမှာလည်းလေဆာပတ်ဆရာတွေရှိပေမဲ့တည်ဆုံသွားသူတွေရဲ့နောက်ွယ်ကအမှောင်ကဘာမှာကြာရောက်နေတဲ့အဖြစ်အပျက်တွေကိုတပါးရဲမြုံနှံထားကြတာဖြစ်တယ်လို့လည်းဇလန်းဆက်ရာတွေရှိခဲ့ပါသေးတယ်။ အကြီးမားဆုံးနဲ့အထူးခြားဆုံးဖြစ်တဲ့ဂီဇာရဲ့ပိရမစ်ဟာယူနက်စကိုအဖွဲ့ရဲ့ကမ္ဘာအမူအမြင်စည်းဝေးတစ်ခုဖြစ်ပြီးတော့နိုင်မြရဲ့အနောက်ဘက်တောင်ပြင်မှာရှိလာလဲဖြစ်ပါတယ်။ဒီဂီဇာရဲ့ပိရမစ်ကြီးအပအဝင်တခြားသောပိရမစ်အငယ်တွေလည်းများစွာရှိလိုနေပါတယ်။ဒါ့အပြင်အီဂျစ်ဘုရင်ဖာရိုကူဖူရဲ့ဥပေါင်းပုံစံနဲ့ချင်းသိခန္ဓာကိုယ်ကိုပေါင်းစပ်ထားတဲ့ကြီးမားတဲ့ကြောက်ရုပ်ကြီးတစ်ခုလည်းရှိလိုနေပါတယ်။ ဂီဇာကုန်းပြင့်ပေါ်ကကူဖူရဲ့ဂူဒိညာအဖြစ်ဆောက်လုပ်ထားတဲ့ဒီပိရမစ်ရဲ့အနောက်ဘက်မှာအရွယ်အစားမတူညီတဲ့ပိရမစ်နှစ်ခုထပ်မံရှိလို့နေပါတယ်။အဲ့ဒီနှစ်ခုတည်းကမှတစ်ခုကဘီယင်ကူဖူရဲ့တားတော်ဖြစ်တဲ့ဘီယင်ကာဖာရဲ့ဂူတင်းညိုင်းဖြစ်ပြီးတော့အသေးဆုံးဖြစ်တဲ့ပိရမစ်ကတော့ကာဖာဘီယင်ရဲ့တားတော်ဖြစ်တဲ့မန်ဂါရီရဲ့အုပ်ကိုအဖြစ်တိဆောက်ခဲ့တာပဲဖြစ်ပါတယ်။အနည်းနာမှလည်းဘီယင်မတွေရဲ့ပိရမစ်တွေကိုတိဆောက်ထားခဲ့သလိုအီဂျစ်နိုင်ငံအတွင်းမှာပိရမစ်စုစုပေါင်း138ခုရှိတယ်လို့လည်းပတ်တန်းတင်ထားခဲ့ပါတယ်။ အခုလိုနှစ်ပေါင်း3800ကျော်ကြာရှည်အောင်အမြင့်ဆုံးအဆောက်အုံအဖြစ်ရပ်တည်ခဲ့မှုတဲ့ဂီဇာပိရမစ်ရဲ့ထူးခြားတဲ့ဖွဲ့စည်းပုံနဲ့စမ်းကျင်လှတဲ့အကြောင်းအရာတွေကိုဘယ်လိုမြင်ကြလဲပရိသတ်ကြီးတို့တည်ထားတာရှိလို့ရှင်လဲဝင်ရောက်မှတ်သွားပြီးလို့ရပါတယ်ရှင်